ဒီအချိန်မှာငါသူတို့လက်ထဲရသွားတဲ့သူတယောက်လည်းမျိုးဟန်ဆောင်နေသေးတယ်လို့ထင်တယ်။အမောင်ချင်ကချင်ကတေချာပေါင်းကိုမျောလင့်ထားတာတွေထပ်ပေါ်လုံးနေတယ်။ ငါတို့ကလည်းဒီထဲမှာတူတူဆင်းနေကြမယ်ဆိုရင်တော့ငါ့ကော်သဲခါကိုငါဦးစားပေးနေလို့မဖြစ်ဘူးဒါပေမဲ့ငါတို့ကဒီထဲမှာတူတူဆင်းနေကြတာနဲ့ပဲမင်းသားဘော့ကိုလက်ချောင်တစ်ချောင်တင်လိုက်မယ်ဆိုရင်တော့မင်းမအချားယူရချက်ရှိတယ်လို့ငါမက်ယူလိုက်မယ်နော်ငါသူ့ကိုယုံလို့မရသင်ခဲ့သေးသူ့ကိုအားသာတဲ့အနေထားပေးလို့မရဘူးဆရာတူအကိုစိတ်ထားမမျော်လင့်ထားနိုင်တဲ့အခြေအနေကြောင့်ငါတို့ကဒီအတိုင်းရောင်းလဲလဲလုပ်နေတာ မကုခန္ဓာဒီတိုင်းလိုက်လာလိုက်ငါအတိတ်တော့ဒီနေရာကိုသုံးခါလောက်လာဘူးတယ်ဒါပေမဲ့ငါဒီအောက်ထပ်ကိုဒီမထိုင်ရင်တခါမှမစင်ဘူးဘူးသွေးနှာတွေပဲသူတို့ကပြိဏစာအရေးဖြစ်အသွင်ယူထားတဲ့သူတော်ကောင်းစัจကျင်ခိုင်းရဲ့တတိပေးအဝဲဆိုတာတခုတော့ငါသိတယ်ဒါပေမဲ့သူတို့ရဲ့မြေအောက်ခံကိုအတော်ပြူတာအရန်ကိုသိုသိမ့်လုံးတယ်ဘာတွေဖြစ်နေတာလဲ ဒီတိုင်းနူနူကြီးကြာကနေခမရရဲ့စင်စာပေးမှုအတွက်ကျွန်တော်နောက်တစ်ခါကျေးဇူးထပ်တင်ချင်ပါတယ်အဲ့ဒါပြဿနာကိုခဏလောက်ဖော်ဝေထားတာတမပေါ်ပါဘူးသူ့လူလူတရားအလွယ်လေးအယူလောက်ခံရမယ်လို့မင်းထင်နေမှာမဟုတ်ဘူးဟုတ်တယ်မလားမင်းဒီလန်ကနေထွက်သွားရင်အမောင်ချင်းကချင်းကနေ150မီတာအကွာကနေထွက်သွားတစ်ခုစီရောက်သွားလိမ့်မယ် အချက်အလက်တွေနဲ့အလုံးလုံးတဲ့အဖွဲ့အစည်းကသတိကြီးထားရဲဆိုတာဖြစ်သင့်ပါတယ်လေဟမ်အဲ့ဒါကငါမျိုးလေးထားခဲ့တယ်လို့မဟုတ်ဘူးခမ ्या ကျွန်တော်တို့ကိုကူညီပေးနေတယ်လို့ထင်ခဲ့တာခမ ्या ကဘာလို့ချစ်နေတာလဲအထင်နေရငါမင်းကိုဒီလိုအလင်းစလို့ခေါ်လာရတာဒါပေမဲ့ငါစစ်စင်မှုတစ်ခုကိုလုပ်ဘူးလို့တဲ့ငါစောနာတော်ကမပြောခဲ့ဘူးလားမင်းကတောင်မကောင်းဘူးပေါ့ဒါသမားရဲ့တပည့်အစ်စ်ဆိုတာငါတေချာမပြောနိုင်သေးဘူးစွန်ဟုတ်ရဲ့ ငါထင်တော့သူကကြားရင်ပါလက်တန်ကြီးကွန်းချောင်းပဲ။ဘာ?သူလာကလက်အဲ့တွေကကွန်းချောင်းရဲ့ဟာတွေပဲ။အဲ့ဒါတွေငွေမော်လက်တွေလို့ခေါ်တယ်။အဲ့ဒါအမောသံမနေနဲ့ငွေကနေပြီးလောက်ထားပြီးတော့ဘယ်လိုခြုံထဲထားလက်နဲ့မြူရမ်းနေမဆိုအလဲလေးတာရှိနိုင်တယ်။ဒါပေမဲ့ကွန်းချောင်းကသူတော်ကောင်ဂိုင်အားလုံးကထင်ခဲ့တာ။ကြားရင်ပါလက်တန်ကြီးကငါအရင်သခင်ကိုတီးတယ်။ဒါပေမဲ့လွန်ခဲ့တဲ့အနည်း20ကသူရဲ့မိသားစုတစ်ခုလုံးကြကြန်တန်းသက်ပြက်ခံရပြီးတော့နောက်မှာသူပြောင်းရသွားခဲ့တယ်။ငါအရင်ကအကြေထားတဲ့အယံဝန်နဲ့နေခဲ့တာ။သူတမိသားစုလောကအသက်ခံခဲ့ရ ရတဲ့တည်းလားအဲ့ဒီကိစ္စပြည်တန်းတော့မှာသူအားသူတော်ကောင်ဂိုင်းဘက်ဆန်ကိုပိုက်ပြောင်သွားတာများဖြစ်နိုင်မလားတောင်မကောင်ကမို့ဒါသမားကသူ့ကိုချက်ချင်းမမမိနာခဲ့တာသူကမျက်နှာဖော်ဝတာခဲ့လို့ပဲသူကအသံအတူလောက်တာခဲ့တာလည်းဖြစ်နိုင်တယ်တောင်မကောင်ကမို့ဒါသမားပြသွားခဲ့ပြီးတဲ့နောက်မှာငါပြင်းတဆာအိမ်မှာအလုံးလုံးနေတဲ့အခြေအတွင်သူ့ကိုကိုရီးကုတ်တာအရာတီးတဲ့သူ6ရောင်လောင်းနဲ့ငါတွေ့ခဲ့တယ်တယောက်ချင်းစီတိုင်းကသူ့စီမှာအမွေနဲ့မဟုတ်ရင်ဒါတိုင်းပညာရှင်ကိုရှာနေကြတဲ့အယူရည်ကြီးပဲကျွန်တော်ကလည်းသူတို့လိုပဲလောက်ခမားထင်တာလားမင်းကသူတို့နဲ့ကြွယ်ပြားတဲ့ပ ်ပုတ်ပေါက်တယ်။ဒါပေမဲ့ခမားပါလို့ငွေမောင်လက်အိတ်တွေကိုဝတ်ထားရတာလေ။မင်းကငါမင်းကိုမျောလင့်ထားတာတွေကိုပို့ဒိုးလာစီတာပဲ။မင်းကတောင်မကောင်းကောင်းဓာသမားရဲ့တကယ်တပေးတာဆိုလို့စင်မင်းကရောက်စီပြန်ကျေဓာတိုင်းကိုတိမာပေါ့ဟမ်ခမရပြောတာဒါလား ပါဒါဘလူဖြစ်နိုင်မှာလဲခြေလန်းတွေကတဲ့အပေါ်မှာလမ်းရှောင်းနေရတဲ့အတိုင်းပဲရောင်စိမြကြဲမိုးတဲ့ခြေလန်းတွေသူ့ရဲ့တိုင်းမြင်တာကြားတကောင်ကသူ့ရဲ့သားကောင်ကိုအားပြင်းနဲ့လိုက်နေတာနဲ့တူတယ်ရောင်စိမြကြဲသားသမ်းမှာဆင်နေရတဲ့ဟာတွေတချို့စီတယ်အဲ့ဒါကတော့ရောင်စိမြကြဲသားသမ်းပထမတိုက်ခွက်ကြာအင်အားဒါချက်ဟမ်ငါရောင်စိမြကြဲသားသမ်းကိုဆက်ကြည့်ပြီးတော့နောက်ဆုံးတိုက်ခတ်ခဲ့တာဘလောက်တော့ကြာခဲ့ပြီလဲအဲ့ဒါကဆယ်ကျင်းစင်းတစ်ခုကြောင့်အကြာငါမမီးတဲ့ရောင်စိမြကြဲသားသမ်းနဲ့အရန်တူနေတယ်အဲ့ဒါကဘလို့လို့ဖြစ်နိုင်မှာလဲအဲ့ ဒါရောင်စိမ်မှာကျေသားတိုင်းဆိုတာသိချတယ်။ဒါပေမဲ့ဒါကုတ်ချက်တွေကဒီမတိုင်ခင်ကမမြင်ဘူးတဲ့အကွက်တွေပဲ။သူအဲ့ဒါကိုပြောင်းလဲခဲ့တာပဲ။မင်းကမညာတာနေဘူးပဲ။ အဲ့ဒါကျွန်တော်ဘယ်သူမှသက်သေပြားတဲ့တိုက်ဝဲတစ်ခုပဲလေငါမင်းရောအမောင်ချင်ကချင်ရပိုင်ရှင်မဟုတ်ဘူးကြားရင်ပါလက်သန့်ကြီးခိုးချောင်းအနေနဲ့တည်တည်ကြီးချာနှုတ်ခွန်ဆက်သားပါတယ်ငါရဲ့ရံပြောင်းမှုကိုခွင့်လို့ပြပါကျွန်တော်လည်းခမားရဲ့ရံပြောင်းမှုအတွက်တောင်းမှချင်ပါတယ်ဘာဟာဟာဟာမင်းမတော်တော်လေးကြွန်းချင်းနဲ့လောဘကံမဲ့တွေရှိနေတာပဲအဲ့ဒါကျွန်တော်ရဲ့ဆရာတူညီနဲ့ကျွန်တော်ရဲ့တငယ်ချင်းပါဆရာတူညီနဲ့လားဒါဆိုမင်းကလည်း တခင်ကြီးကိုကျွန်တော်နှုတ်ခွန်းဆက်သပါလေကျွန်တော်ကဒုတိယမတမင်းမီယံမှာတခင်ကြီးရဲ့သူ့ရဲ့တည်ရှိမှုကိုတော်တော်ကြာကြာဖောက်ဝဲထားခဲ့တာငါကတော်တော်လေးစိုးရဲနေခဲ့တာဒါပေမဲ့သူကကောင်းမွန်တဲ့ဆက်ဆံသူတွေကိုပြိုးထောင်နိုင်ခဲ့တာကိုမြင်ရတာကဝမ်းသာပါတယ်နာချွတ်ချောင်ကြောက်တာမဟုတ်ဘူးဆိုလို့စင်ကမင်းကိုပို့ပြီးတော့စကားပြောပြမှာပဲအခုတော့ဆက်စစ်ရပါပဲငါတို့မင်းရဲ့အစီအကံအကြောင်းကိုတခုခုသိရရင်မင်းဘက်ကမှရှိနေရှိနေအဲ့တဲ့တုန်းကမင်းစီရောက်အောင်တေချာပို့ပေးပါမယ်အာဒါပေမဲ့မင်းမှတောင်းဆိုမှုတခုရှိတယ်လို့ပြောခဲ့တယ်မဟုတ်လား ခမားဒီဟာကိုတီလာလိုလန်လန်ကြိုးချခမားတော်ကိုတေးချအနီကကြည့်ရင်အဲ့ဒါကလာပြေတဲ့ပုံစံနဲ့တူတယ်ဂျိုးချပြန်ဝင်လုံနေတာနဲ့လာနဲ့ပဲမင်းအဒီချောင်းတီလောင်းမှာမဟုတ်ဘူးလို့ငါထင်တယ်ငါရဲ့ယူဆချက်တွေကမှန်လားဆိုတော့ဒီချိဆက်မှုကလွတ်လပ်သွားလာရဲ့ခုံနဲ့တခုခုပတ်သက်နေတယ်သူတို့ကပြန်မခင်တိုင်ပွဲစီကိုလွန်မိုးနိုင်တဲ့တိုင်ပညာဂိုင်းလေးခုတည်းကညီများတဲ့တိုင်ကုန်းတစ်ခုပဲဟမ်ဒါပေမဲ့အခုလောသူတို့ကလောကနေပါအမိခံဖြစ်နေပြီဒါဆိုဒီဘောချိုကြရပါလား ငါလည်းသိချင်မှပြောနိုင်ဘူးဒါတွေအားလုံးကအရင်ကြောက်ခဲ့ပြီးအတိတ်တော့ပြီးခဲ့တာဒီတော့အားတော့ငါလေ့လာမှရမယ်ဒါကအစိမ့်မတောင်ဆုမှုတွေထားတော့မှသာလို့ ਨੇ ကျွန်တော်အဲ့ဒါအတွက်ပတ်စံပေးမှာပေါ့သိချပါဗါတယ်ငါပြေးနေတာကြာပြီ ါပေမဲ့ငါဒီလမ်းကြောင်းရဲ့အစောတောင်မမြင်ရသေးဘူးအလင်းရောင်ပဲဟုတ်တယ်ဒူတက်စုမူရင်ဒီဘက်မှာဒါအရည်တွင်တစ်ခုပဲငါတို့အဲ့ဒီကငယ်ငယ်ထွက်လာနိုင်ခဲ့တာဝမ်းသာလိုက်တာအခုရှမ်းမန်းနေမျိုးကိုသွားကြစို့ငါတို့အမွှာတွေနဲ့အတူတူပူပေါင်းဖို့လိုတယ်ဟမ်ရန်သူတယောက်လားဒူတက်စုမူရင်ကျွန်တော်ထင်တာကျွန်တော်တို့မတိုင်ခင်လာနေတဲ့လူတွေရှိမှထင်တယ် တောင်မန်လမ်းကြောင်းကိုပိတ်ထားတာလူရောက်20စီးတယ်သူတို့တွေကတိတ်ရောက်မှဒါမှမရှိဘူးဒီတော့ဒီလောက်နီကန်လာမှငါတီးလိုက်တာငါသတိထားမိဖို့ဒီလောက်တော့ကြာတာဆိုတော့သူတို့အားလုံးကခြေတံဖွဲ့တာမှတော်တော်လေးကျွမ်းကျင်တာပဲကျွန်တော်တို့သူတို့အားလုံးကိုသက်ပြစ်သင့်လားနောက်ပြန်ဆောင်းရအောင်သူတို့ကတိုက်ခိုက်ပြီးအခြေပြောင်းနေတာအတိတ်ပဲမရှိဘူး။ဟာဦးတိုင်းဖွဲကမင်းကိုတိတ်တိတ်လေးထက်သွားခဲ့ပေးလိုက်တာကိုကြည့်ရရင်မင်းကတောင်မတ်ကောင်ကိုဒါသမားဆက်ခံသူဆိုတာငြင်းမရတော့ဘူးပဲ။ဟမ်ဟိုကြောင့်တဲ့ဗမာလဲ။